ဒီနေ့ချမ်းပိုက်ကတော့ဆာလံနံပါတ်52ဖြစ်ပါတယ်။အခန်းကြီး52ဒါဝိဒ်သည်ဘာဒရှေဘနှင့်မှားရင်း၍ပရောဖက်နာသန်၏ဆုံးမခြင်းကိုခံပြီးမှဆက်ဆိုသောဆာလံအငယ်1မှ9ဘိုးဖျားသခင်ယေရှုပြုကျင်သော စေတနာ စိတ်တော်ရှိသည့်အတိုင်အကျွန်ုပ်ကိုတနာတော်မူပါ။စုံမဲ့တော်မူခြင်းကုဏများပြားသည်နှင့်အညီ ကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူပါဒုစရိုက်အညစ်အကြေးကိုအကုန်စင်စေကြော၍အကျွန်ုပ်ကိုတန်ရှင်းစေတော်မူပါအကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက်ကိုအပြစ်ကိုအစင်မပြတ်အောင်မေလျက်နေပါ၏ကိုရော့ကိုပြင်မာပါပြီကိုရော့ကိုသာပြင်မာ၍မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန်တော်မူချက်သည်ဖြောင့်ပါ၏ တရားစီရင်တော်မူချက်သည်အပြစ်လွတ်ပါ၏အကျွန်ုပ်သည်မွေးစားကပင် အပြစ်ပါလျက်ရှိပါ၏အမိဝန်တဲမှပရိတ်တရီယူစဉ်ပင်အပြစ်ဆွဲပါ၏အငယ်ချုပ်မှကို ဟုံမှန်ဖြုံမှတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍အကျွန်ုပ်ဤစိတ်နှလုံးထဲမှပညာကိုတွင်တင်တော်မူပါ အကျွန်ုပ်ကိုစင်ကြယ်စေခြင်းဟံ ုတ်တုတ်ပင်ညွတ်နှင့်တန်ရှင်းခြင်းမင်္ဂလာကိုပေးတော်မူပါအကျွန်ုပ်ကိုမိုးပွင့်ထက်သာ၍ဖြူစေခြင်းဟံစေကြောတော်မူပါစိတ်သက်သာဝမ်းမြောက်ခြင်းရှိမိအကြောင်းစကားကို အကျွန်ုပ်အားကြားစေတော်မူပါတို့ပြုလင်ချိုးဖဲ့တော်မူသောအယိုးတို့သည်ရွှင်မြူးခြင်းရှိကြပါလိမ့်မည်အကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှ မျက်နာတော်ကိုလွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်းဖြေတော်မူပါအငယ်တဆေမဆတုံးအိုဖျားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါမြဲမြံတည်ကြည်သောသဘောကိုအတိပြုပြင်တော်မူပါ အကျွန်ုပ်ကို အထံတော်တဲကနှင်ထုတ်တော်မူပါနှင့်တန်ရှင်သောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မူပါနှင့်ကယ်တင်တော်မူခြင်းနှင့်ရှင်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနာတော်မူပါကြီးညိုသောစေတနာစိတ်တော်သည်အကျွန်ုပ်ကိုထုံမှပါစေတော်အကျွန်ုပ်သည်လည်းမတရားသောသူတို့အားတရားတော်လမ်းကို ပြတ်သက်တွင်တင်ပါမည်အပြည့်ရှိသောသူတို့သည်ကိုရော့ထံသို့ပြန်ကြပါလိမ့်မည်အငယ်၁၄မှ၁၈အိုဖျားသခင် အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျား လူအသက်ကိုတတ်ခြင်းအပြစ်နှင့်အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါတရားသဖြင့်စီရင်တော်မူခြင်းကို အကျွန်ုပ်ရှာသည်ရွှင်လန်းစွာတည်ခြင်းဆိုပါမည်။အိုထာဝရဘုရားအကျွန်ုပ်၏နှုတ်ကိုဖွင့်တော်မူပါ။ဂုံကျေးဇူးတော်ကိုချီးမွမ်း၍မွတ်ဆိုပါမည်။ရစ်ပူဇော်ခြင်းကို အလိုတော်မရှိ။သို့မဟုတ်လျင်ရစ်ပူဇော်ပါမည်။မိရှုသော ရစ်ပူဇော်ခြင်းကိုပင်နှစ်သက်တော်မမူ။ ဘုရားသခင်နှစ်သက်တော်မူသောရစ်မူကကျိုးပဲ့သောစိတ်ပေသည်။အိုဘုရားသခင်ကိုရောဒီကျိုးပဲ့ခြင်းမှသောနှလုံးကိုညင်းပယ်တော်မူတတ်ပါ။အငယ်၈မှ၁စေနာစိတ်တော်ရှိ၍ဇီးုံတောင်ကိုကျေးဇူးပြုတော်မူပါ။ယေရုရှလင်မြို့ရိုးကိုတည်စေတော်မူပါ။ထိုအခါတရားသဖြင့်ပူဇော်သောရစ်မိရှုသောရစ် တကူလုံးမိရှို့သောရစ်နှင့်မွေလျော်တော်မူလိမ့်မည်ထိုအခါရစ်ပလင်တော်ပေါ်မှနွာလာတို့ကိုရစ်ပူဇော်ကြပါလိမ့်မည်ထဲနောက်ကျမ်းပိုင်မှာပြန်ကြည့်ကြမယ်ဘိုင်